မြေကြီးတဲကိုငုံရှိုးခြင်းနဲ့ဆိုလို့ရှင်ဒီတိုင်းမြေကြီးတဲကိုဝင်လို့မရဘူးမြေကြီးဆိုတာ solid ထူးတယ်နဲ့သိပ်သီးတဲ့နေရာကြီးတစ်ခုဖြစ်တယ်လူဝင်လို့မရဘူးဝိညာဉ်နဲ့တပတ်ဆိုရင်ဘာလို့อ่ะအာဂတကတိုင်းဝင်စားပြီးတဲ့အခါမှာမြေကြီးကို အပေါက်ကြီးဖြစ်အောင်အရင်ဖန်တီးရတယ်ဖန်တီးပြီးတော့မှအဲ့ဒီအပေါက်ကနေဝင်သွားတာသူ့ဖို့မှာတော့လိုင်ကူကြီးလို့အပေါက်ကြီးဖြစ်သွားတယ်ကျန်တဲ့လူတွေကတော့မြေကြီးပဲဘေးကကြီးတဲ့လူတွေဟာမြေကြီးတဲ့ငုံသွားတယ်လို့ပဲဒီလိုတည်းသူ့အနေနဲ့ကတော့ချောင်းချောင်းချီးကြီးပဲလိုင်ကူကြီးတဲ့ဝင်သွားတယ်လို့ဝင်သွားတာဒါလည်းတဘာဝပဲဒီတိုင်းဝင်နေတိုင်းဝင်လို့မရဘူး ကောင်းရင်ပြန်တတ်တယ်ဆိုတာလည်းပဲနှစ်နည်းရှိကောင်းရင်ပြန်တတ်တာဘောဒီနဲ့မိုင်းဆိုတယ်ကိုယ်ကာယနဲ့စိတ်နှစ်ခုရှိတယ်အဲ့ဒီမှာကောင်းရင်ပြန်တတ်တဲ့အခါမှာဓာကြီးလေးပါးထဲမှာရှိပထဝီဓာတ်တို့အဘောဓာတ်တို့ဆိုတာအောက်ကိုဆွဲတယ် အောက်ကိုဆွဲတယ်တေဇောနဲ့ဝါယောဓာတေဇောနဲ့ဝါယောကအပေါ်လွင့်ပြန်လာလိမ်မြန်မဲ့ကြည့်ပေါ့လိမ်မြန်ဟာလူတွေကိုတည်ဆောင်သွားတယ်ပစ္စည်းတွေကိုတည်ဆောင်ပြီးလိမ်မြန်ကြီးဟာကောင်းကင်ဘုံတက်သွားတယ်လို့ဆိုတဲ့နေရာမှာဘာကိုအတုံးချတာလဲဆိုရင် အပူနဲ့လေကိုသုံးချတာပြောမယ်ဆိုရင် စာတကားနဲ့ပြောရင်တေဇောနဲ့ဝါရောကိုသုံးချသွားတာနော်တေဇောနဲ့ဝါရောအပူပေးလိုက်တဲ့အခါလေတွေဖြစ်လာလေဖြစ်လာတာအဲ့ဒီလေအားအပေါ်ကိုဆွဲတင်တာအဲ့တော့အပေါ်ဆွဲတင်ပြီးတော့ကောင်းရင်ပြန်တက်သွားတာဟာအဲ့ဒီဓာတ်သဘောပဲတခါပြန်ဆင်းပြီဆိုတဲ့အခါကျတော့ လေကိုရှူကြတော့အောင်လှုပ်တာလေမြန်ဆင်းတဲ့အခါတေချာကြည့်တေချာကြည့်တဲ့အခါတောင်းပန်းမှာဟာလေးပါတယ်လေပေါက်ကလေးဟာပေးလိုက်တာဟာပေးလိုက်တဲ့အခါလေမြန်အောက်တဖြည်းဖြည်းနှိမ့်ဆင်းလာအဲ့ဒါဘာရောဆိုရင် လေယူပေါက်ပေးလိုက်တာကြောင့်မို့လို့တဖြည်းဖြည်းလေရဲစွာအားကိုလျှော့ချလိုက်ပြီး ပထဝီနဲ့အာဘောဆိုတာနှစ်ခုရဲ့စွာအားနဲ့မြေကြီးနဲ့တဖြည်းဖြည်းနှီးပြီး နောက်ဆုံးမြေကြီးပေါ်ရောက်သွားရှင်ကုန်သင်္ဘောလိုဆိုတာလဲဒီပုံစံပဲအဲ့ဒါကပြင်ပပစ္စည်းတွေနဲ့ပတ်သက်တာသူစနစ်နဲ့သူပဲလူခန္ဓာကိုယ်ကိုယ်ကိုယ်ပဲပြန်ကြည့်ကိုယ်ကိုယ်ပြန်ကြည့် ပါဠိစာပေမှာရေးထားတဲ့အတိုင်းကိုလေ့လာကြည့်မယ်ဆိုရင်လူတယောက်ဟာလမ်းလျှောက်တယ်လမ်းလျှောက်တယ်ဆိုတာခြေထောက်တစ်ဖက်ကမြောက်တယ်ပြန်ချတယ်မြောက်တယ်ချတယ်နော်လမ်းလျှောက်တယ်ဆိုတာအဲ့တော့မြောက်တဲ့ခြေထောက်နဲ့အောက်ချထားတဲ့ခြေထောက်မတူဘူးမြောက်တင်ပြီးတော့ပြန်ချတဲ့အခါမှာဓာတ်လေးပါးချင်းမတူဘူး ှိတော်မြောက်လိုက်ပြီဆိုရင်တေဇောနဲ့ဝါယောတိုးလာပြီးတော့ပထဝီနဲ့အာဘောကရော့ချသွားတာဒါကြောင့်မလို့ခြေတော်မြောက်လို့ရတယ်။တမားဖြစ်တော့ဒါကြွက်သားအားလို့ပြောမပေါ့။သို့တော်စာပေမှာကြွက်သားအားလို့မပြောဘူး။ပိရိကစာပေမှာဓာကြီးလေးပါးနဲ့ပြောတဲ့အခါမှာကြွက်သားအားနဲ့သွားတယ်လို့ဒါဖြင့်ကြွက်သားကဘု து အားတော်လို့မေးရင်တော့ တေဇောနဲ့ဝါရောရဲ့အာပဲမှန်ဟာတော့အဲ့တော့ခြေတော်မြောင်းလိုက်တယ်ဆိုတဲ့နေရာမှာပထဝီနဲ့အာဘောကိုရှော့ချပလိုက်ပြီးတော့တေဇောနဲ့ဝါရောကိုတင်းပေးလိုက်တာဒါကြောင့်ဝခြေတော်အပေါ်မြောင်းလို့ရတာပြောရမလားလေဖြတ်သွားတယ်ဆိုလေဖြတ်သွားတဲ့လူဟာဝါရောရှုပ်သွားတာဟုဆိုလို့တယ် မလမရအဲပြန်ချတဲခါကျတာ့ဆိပြန်ချတဲခါခနကလေမြန်ကြီးတောင်ပန်ကနေဟပီောလေယူပေါက်ပေးလိုက်တယ်လို့ပဲလူတွေကမမြင်ရပါမယ်လို့ပြန်ချခြင်းနဲ့စိတ်ကနေပြီး control လုပ်နေတာ ခြေတော်မြောက်ခြင်းနဲ့စိတ်ကကွန်ထရိုးလုပ်လိုက်တဲ့အခါပထဝီအာဘောကယော့ပထဝီနဲ့အာဘောကယော့ကြတာပြီးတေဇောနဲ့ဝါယောကမြင့်တက်လာတယ်။အဲ့ဒါနဲ့ခြေတော်မြောက်လို့ရခြေတော်ပြန်ချပြီဆိုတဲ့အချိန်မှာပြန်ချခြင်းနဲ့စိတ်ရဲ့စွမ်းအားကြောင့်ပထဝီနဲ့အာဘောကများလာပြီးတေဇောနဲ့ဝါယောကယော့ကြသွားတယ်။ဒါကြောင့်မို့ခြေတော်ပြန်ချရတယ်တို့။အဲ့ဒီသဘောကို ဆင်ញင်သုံးသက်တာကမ္မထာအထုတ်တဲ့ကမ္မတမာအဖြစ်မှတ်ခိုင်းတဲ့အခါကျတော့ကြွတယ်လှမ်းတယ်ချတယ်ဒီလိုမှတ်တာအတ္တမောဟတမ္စဉ္ညအခန်းရောက်တဲ့အခါကျတော့ကြွတယ်ဆိုတာပထဝီနဲ့အဲအာဘောနဲ့တည်သောမြင်မာလာတဲ့သဘောကြွချင်တဲ့စိတ်ကြောင့်ကြွချတယ်လို့ဆိုတဲ့အခါကျတော့ ခြားကျင်တဲ့စိတ်ဖြစ်လာတဲ့အခါမှာပထဝီနဲ့အာဘောကမြားလာပြီးတေဇောနဲ့ဝါရောရောကြသွားတယ်အဲ့ဒီလိုဓာတ်တဘာဝတွေရဲ့လှုပ်ဆောင်နေမှုတွေလိုပဲအလားတရာမတမတူတယ်အစွမ်းတကူဆိုတာလဲအဲ့ဒါရဲ့ဆန့်ကျင်ပဲလှုပ်တာမဟုတ်ဘူးသဘာဝအတိုင်းပဲလှုပ်သွားတာဖြစ်တယ်ပေါ့အဲ့တော့အလုံးဟာ ကိုယ့်ရဲ့အစွမ်းအစတခုမှမရှိဘူးတဘာဝရဲ့အစွမ်းအစတဘာဝရဲ့တဘာဝစွမ်းအားတွေသာဖြစ်တယ်တဘာဝစွမ်းအားတွေကိုစနစ်တကျအသုံးချသွားတက်ရှိတဘာဝတွေမှာစိတ်ကနေ control လုပ်သွားတယ်စိတ်ကနေထိန်းချုပ်သွားတယ်လိမ်မြန်ကြီးမောင်းတဲ့အခါကျတော့ပိုင်းလောကနေ control လုပ်သွားတယ်သူလုပ်တယ်ဆိုတာလည်းပဲ စက်ခလုတ်တွေကိုသုံးချပြီးတော့သူဟာနော်အောက်ဆင်းနဲ့ပေါ်တက်တယ်ဆိုတာလို့တာသူလုံးနိုင်တဲ့စွမ်းအားဘာတစ်ခုမှမရှိဘူးစက်ခလုတ်စွမ်းအားနဲ့ခဏလို့သွားတာအဲ့ဒါလိုပဲလူရည်တဏ္ဍာမှာဖြစ်တဲ့စိတ်စွမ်းအားဟာလွန်ကြီးမားသည့်အတွက်ကြောင့်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်တဲ့အနေ ထားမျိုးရောက်တော့ ကောင်းင်ပြန်တက်ပြီဆိုတဲ့အခါခန္ဓာကိုယ်ရဲ့လေးလံမှုတွေကိုခဏပြန်တက်ချင်တယ်ဆိုတဲ့စိတ်ကြောင့်မို့လို့ပထဝီနဲ့အာဘောဟရောချသွားပြီးတေဇောနဲ့ဝါရောကပိုလာတယ်ဒါကြောင့်လွင့်တက်သွားတယ်